မင်္ဂလာပါရှင်ရောင်းခေတ္တ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ဒီမော့ဆုံမြို့နယ်မှာစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးသွားတဲ့ KNP ရဲဌာနမှရဲတပ်ဖွဲ့ဝင်ကအောက်တင်ရှိလာပြီးခုနှစ်ဦးတရားရရှိတာ တလန်သတင်းပေးမှုကြောင့်ကင်နီပြည်ရဲ့ဌာနယုံကိုအပေါ်ကိုတိုက်ရိုက်ပုံကျဲခဲ့အောင်ဆိုကင်နီပြည်ဒီမော့ဆိုမြို့နယ်မှာစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးသွားတဲ့ကင်နီပြည်ရဲ့ဌာနမှတပ်ဖွဲ့ဝင်ကောင်းတီရှိလာပြီးခုနှစ်ဦးတန်ရရှိတာကြောင့်ကင်နီစေတရင်မြေကပြောတယ်။နိုဝင်ဘာ3ရက်နေ့မနက်9:00နာရီဝန်းကျင်ချိန်စစ်တပ်ကဒီမော့ဆိုမြို့နယ်နောက်ချမ်းရှိကင်နီရဲ့ဌာနရဲ့ယုံကန်ကိုကမီကာစေတေကန်ဒရုန်းဝိုင်းတွဲလျင်နဲ့အဆက်မပြတ်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မဆိုပါဘုံကျက်မှုတွင်ကင်းနီပြည်ရဲ့ဌာနရုံးခန်းတစ်ခုလုံးဘုံတန်ကြောင့်ပျက်စီးမိလောင်သွားပြီးကားရည်လည်းပျက်စီးကြောင်းဒရုန်းတိုက်ခိုက်မှုနဲ့လင်းရင်တဲ့ဘုံကျက်မှုမှာကင်းနီပြည်ရဲ့ဌာနမှရဲတပ်ဖွဲ့ဝင်ငါးအောင်တိုင်းပြည်အတွက်အသက်ပေးလိုလိုက်ရကြောင်းသိရတယ်။ဒလန်သတင်းပေးလို့နေရာတိကျနေလာကြတာဒရုန်းရော့လင်းရော့စတိုက်ဘုံကျက်ခံရတယ်။ KSP ကမြို့သမီးရဲမေတအုံနဲ့ရဲဘော်လေးကိုကြာဆုံးတယ်။ရုံးကတော့ရစရာမရှိအောင်ဆုံးပြတ်သွားတယ်။ကုံမီလောင်ကုံနဲ့ location တိကျတဲ့သတင်းပေးရလို့ KNC သတင်းမြစ်ကရှင်းပြတယ်။ နတ်တော်ထိခိုက်တံရသူ9ဦးမှလည်း9ဦးမှဒဏ်ရာပြင်းထန်ပြီးတော့အသက်အန္တရာယ်လွန်ဆိုနေကြကြောင်းသိရတယ်။ဂျပန်စစ်တပ်ကဒီမော့ဆိုမြို့နယ်တွင်စစ်ကြောင်းများအလုံးရင်နဲ့ထိုးစစ်ဆင်လာပြီးနောက်နေ့စဉ်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားကဒေါ်လိုင်းတပ်တွေကပြန်လည်အားသာလာကြောင်းအဓိကအားဖြင့်နယ်မြေစံကျင်မှုမှာဒေါ်လိုင်းတပ်တွေကအားသာသဖြင့်စစ်တပ်ထိနာနေကြောင်းထို့ကြောင့်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုအကူလာကြောင်းကင်းဒီစေးတဲ့မြစ်ကသိရတယ်။ဆက်လက်ပြီးညောင်ရီမြို့နယ်လေးကေကောကိုစစ်ကြောင်းထိုးနေအခါမှာနေရာနဲ့တိုင်ကစစ်သားတွေတိုက်ဆုံများပြားနေပြီးရာရီတက်ရင်မှုပုံမှုတူရိန်နဲ့ တပ်ဖွဲ့ဝင်တွေအတွက်ရရတရာပွဲချပြီးကင်းနီပြည်နယ်မြောက်ရီမြို့နယ်လေးကေကောကိုစစ်ကြောင်းထိုးနေတဲ့တပ်မ20နှစ်လက်အောက်ခံခမ၂ရက်နှစ်တိုင်မှာစစ်သားတွေတေဆုံများပြနေပြီးရာရီတန်ရင်မှုပုံမှုသူတွေရောင်းလိုက်တပ်ဖွဲ့ဝင်တွေအတွက်ရရတရာချေပွဲပွဲမှုတွေလှုပ်ဆောင်နေကြသည်ရတယ်။ ောက်တိုဘာ31ရက်မှာခမာနေရနေ့တိုင်ကနေဘုံမူးတက်ရင်မူဘုံမူးသူရိန်အတွက်ဆိုကရန်ကုန်မန္တလေးမြန်လန်း7မိုင်တဖာလုံးရှိအဖိုးကိုစားဘူးတောင်ခြေတော်ရအိတ်သားကြောင်းတောင်ကလေးစီရတော့ကြောင်းခွင်ရှိဘိုးတော်နန်းနန်းမှာခမာနေရနေ့တိုင်ရင်မူဘုံမူးသူရိန်အောင်နဲ့တက်ဖွဲ့ဝင်တဲ့အတွက်ရေရေချင်းမှုတွေပွဲပင်မှုတွေလှုပ်ဆောင်လာကြခြင်းဖြစ်ပါတယ် ခမနေရနေတန်တဲ့တန်ရင်မှုအတွက်ပွဲတွေပေးထားတယ်ပွဲထိုးထားတယ်ပိုးပိုးကြီးနဲ့နန်းမအောင်ပွဲငပြောပွဲတွေနဲ့ထိုးထားတာယာယီတန်ရင်မှုပုံမှုသူတွေအောင်ရှေ့တန်းစင်မြေပြင်မှာဆေရှောင်းထိနာလို့ကတော့ပွဲပေးတိုက်ရိုက်တက်စင်နေလောက်ထားပါတယ်ခမနေရနေတန်ရင်မှာကင်းနေပြင်းနဲ့ဗန်မြို့ခြေဆိုင်တမ22ရက်လောက်ကတန်ရင်ဖြစ်ပြီးတော့ရတရာခြေပွဲထိုးမှုကိုရန်ကုန်မန္တလေးမြန်လယ်၁၇မိုင်တစ်ဖာလုံးရှိနေတဲ့နန်းမလာရောက်ဆိုင်သွားခြင်းဖြစ်ပါတယ် စတေမာ20ရက်နေ့ကစပြီးဂျပန်စစ်တပ်နဲ့နေကေကောမျိုးတိဘက်ကိုဂျပန်စစ်တပ်နဲ့ပြည်ကျဲတပ်တွေပူးပေါင်းပြီးစစ်ကြောင်းသုံးကြောင်းနဲ့ဝင်ရောက်လာခဲ့ရရသေးကိုကြော်ဝါဖို့တောင်ပေါ်ကိုရောက်ရှိလာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းမှာမိုင်းကွင်းတွင်ဂျုံဝင်သွားပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့နဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားများပြားသေးဆုံးကအလောင်းများစွာစုပေါင်းနေကြောင်းကင်းစေးသတင်းမြစ်ကသိရတယ်။ ညရီမျိုးနဲ့ရက်သေးကိုမင်းလက်ပန်းဖလူကြရီဘကုံအားလုံးရင်နဲ့ဝေရောက်လာတဲ့အကြပ်ဆက်တဲ့အစ်စ်ချောင်းကိုတိုက်ခိုက်ချင်းမောင်ကရာစစ်သားများပြတင်ဆောင်ပြီးလက်နက်ခဲအများပြတင်စီရရှိခဲ့ကြောင်းကြားတင်တဲ့စစ်ချောင်းကနိုဝင်ဘာ၂ရက်နေ့တင်ထုတ်ပြန်နေအောက်တိုဘာ31ရက်နေ့ကမြောက်ရီမြို့နယ်ရသေးကိုကျေးရမင်းလက်ပံကျေးရနဲ့ဖလူကျေးရတို့ဘက်ကဝင်ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့တမဟာ20နှစ်လောက်ကစစ်ကြောင်းကိုတော်လိုင်းပူပေါတပွဲကအကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်းဒုသို့တိုက်ခိုက်မှုတွေအတွင်းအကြပ်ဖက်စစ်သားအများအပြားတိုက်ဆုံကဒီကိုက်တန်ရရှိသူတွေ စစ်တုံးဘန်းတွေထွက်ပြေးအလေးဝင်လာသူတွေရှိကြောင်းလို့ပြေလက်နက်ကင်အမြောက်များလည်းတိမ့်ပါရရှိခဲ့ကြောင်းသိရပါတယ်ဆလဘီဖန်မှာစံဖို့ပါတီကိုစရီလောင်းရဲ့မင်းဆွေဆိုင်ပုတ်ဆုတ်ဖြဲမှုနဲ့အသက်15နှစ်ရွယ်လူငယ်တအူ ဒလားမြို့နယ်မှာကော်မရှင်ဖွဲ့ကိုလက်သီးနဲ့ထိုးသူပါဝင်နိုင်ငံတော်မှအပြည်သူခုနှံကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ဖမ်းဆီးမှုဖြင့်ကင်းပြည်နယ်ဖမ်းမှာစံဖို့ပါတီရဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်စောမြင့်ဦးရဲ့မဲဆွယ်ဆိုင်ပုံစုပ်ဖြဲမှုနဲ့အသက်15နှစ်ရွယ်လူငယ်တော်ဦးပါဝင်နိုင်ငံတော်မှရွေးကောက်ပွဲနှောက်ယှက်သူဆိုကပြည်သူခုနှံကိုဖမ်းဆီးမှုဖြင့်နာကြောင့်စစ်တပ်ကသတင်းထုတ်ပြန်တဲ့ နိုဝင်ဘာ၂ရက်ကင်းပြည်နယ်ဖမ်းမြို့အမှတ်၂ရက်ကအောက်ချွေမှုယုံလန်းပေမှာစိုက်ထူထားတဲ့စက်ဖို့ပါတီကဖမ်းမြို့နယ်မဲဆန္ဒနဲ့ပြည်နယ်လွတ်တော်ကိုယ်စားလောင်စောမြင့်ဦးရဲ့ဓာတ်ပုံနဲ့စာသားပါဘီနိုင်းဆိုင်ပုံကိုဆုတ်ပြဲခဲ့တဲ့၁၅နှစ်ရွယ်ဖြူမင်းတန်းနဲ့ 30ရွေးထနှုန်းဝင်းတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်း၎င်းတို့ကိုရွေးကောက်ပွဲနောက်ရဖြတ်စည်းမှုတွေတာစီဥပဒေပုံမှန်24ကားချင်းနဲ့အမှုဖွင့်ထားကြောင်းသိရတယ်။ထို့ကြောင့်ဒေါ်ဘာ24ရက်နေ့အရာဝတီတိုင်းဝါခင်မမျိုးနဲ့ထော်ကနုချီယမျိုးဝင်စစ်စေးဂိမ်းမှာစစ်တပ်ကစစ်ဆင်မှုတွေလှုပ်ဆောင်စဉ်ဝါခင်မမျိုးအွန်လိုင်းကြီးကြရနေ48နှစ်ရမျိုးမင်းဆွေကောင်းမင်းမင်းရဲ့လက်ကင်ဖုန်းတွင်မှပြည်ရဲ့တပ်ဖွဲ့ဝင်မောင်ကန်ကောဖိုးကန်တန်တို့မစင်ကြမှာတဆင်ဆက်သွယ်ပြီးရွေးကောက်ပွဲကိုနောက်ရဖြတ်စည်းမိဟုရှင်းသားပေးပုံမှုကိုစစ်စေးတွင်ရှာကြောင်းထို့ကြောင့်ရွေးကောက်ပွဲနောက်ရဟန်တာဖြတ်စည်းခြင်းမှာကာကွယ်ဥပဒေပုံမှန်23ကားချင်းနဲ့အမှုဖွင့်ထားကြောင်းသိရ ရှမ်းပြည်နယ်တောင်ကြီးမြို့ရတနာသီရိရက်ွက်နေမြေကိုနေတန်တန်စုခေါ်ဟန်နီလင်းအသက်32နှစ်ကိုစစ်တပ်ဝါရဖြန့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုတုံဆိုင်မဲ့သူတွေလူမှုကွဲမှာတစ်ဆင့်ဝေဖန်မှုနဲ့ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းကမာမြို့မှာလည်းစစ်တပ်ဝါရဖြန့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းအောင်ဆိုင်မဲ့သူတွေကိုလူမှုကဲမှာတဆင့်ဝေဖန်မှုနဲ့မတ်ကျူရဒီကိုကိုဖမ်းဆီးရိတ်ထားကြောင်းသိရတယ်။ရာဝတီတိုင်းပသိမ်မြို့အမှတ်9ရပ်ကွက်မှာမတ်ကျော်စုလတ်32နှစ်ကိုလည်းစစ်တပ်ဝါရဖြန့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုတုံဆိုင်မဲ့သူတွေကိုလူမှုကဲမှာတဆင့်ဝေဖန်မှုနဲ့ဖမ်းဆီးရိတ်ထားကြောင်းသိရတယ်။ လက်ရှိမှာစစ်တမ်းကရွေးကောက်ပွဲကိုနောက်ရှန်ဟတာဖြတ်စည်းခြင်းမှာကာကွယ်ပေးဥပဒေနဲ့ပြည်သူစုစုပေါင်း95ကိုဖမ်းဆီးရေးယူထားကြောင်းသိရတယ်။ဆလပီစတိတ်စင်ပေါ်ညဉ့်ညံစကားတွေပြောဆိုပြီးဆဲခဲ့ရပ်ပါကိုစစ်တပ်ကဖမ်းတယ်လို့သတင်းထွက်ပေါ်စတိတ်စင်ပေါ်မှာညဉ့်ညံစကားလုံးတွေပြောဆိုပြီးဆဲဆိုခဲ့ရပ်ပါဆိုတော့တို့ကိုစစ်တပ်ကဖမ်းဆီးလိုက်တယ်လို့သတင်းထွက်ပေါ်နေတယ်။အဆိုပါဆိုတော့ဟာမန်လေးမြို့မှာနေထိုင်သူဖြစ်ပြီးတော့သူ့ကိုဖမ်းဆီးမှုအတွက်မန်လေးမြို့ကသာသနာတန်ရှင်ဝိတော်တနီအဖွဲ့နဲ့မစိုးရင်ဖေးမလက်တွဲကိုဆိုတဲ့တန်ခါတစ်ပါးရဲ့အကောက်ကနေလုံဆောင်ခဲ့တယ်။ အဲ့ဒီမစုံရင်ဖေးမလက်တွေအကောင်ကနေဒီကနေ့ညနေမှာညတွင်ချဖန်စီနိုင်ခဲ့ကြောင်း post တင်ခဲ့တယ်။ဒါမှမဟုတ်အဆိုတော်အဆိုတော်ဖန်ခင်ရခြင်းဟုတ်မဟုတ်ကိုတော့အတိအကျတည်မပြုံနိုင်သေးပါဘူး။ overflow festival ဖြစ်ဖြစ်ပွဲစာမျက်နှာကလည်းအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်းပန်ခဲ့ပြီးတော့အဲ့ဒီအဆိုတော် wink and boho bank ကိုလက်တွေဖြုတ်လိုက်ကြောင်းအတိပေးခဲ့တယ်။ဒါအထင်မှမထားဖြစ်ခဲ့တယ်ဆိုပေမဲ့လူမှုရေးရာမသိတဲ့ဇာတ်ကားတွေအတုံးတုံးတွေပါတယ်လို့ယဉ်ကျေးမှုရလဲရုပ်ဆိုးအကျဉ်းတန်ဆင်ခဲ့ရကြတော့ဒီလိုကိစ္စမျိုးနောက်နောက်ပြတော့မှအထမဖြစ်အောင်တေချာစက်မဆိုင်တာဖို့ခရီးပဲလို့ရေးသားထားပါတယ် ဒါပေမဲ့စစ်တပ်ကပြည်သူတွေကိုတော်လှန်ရေးပေါ်စိတ်ဝင်စားအာရုံပြနေလို့ရတဲ့မကြာခဏလုပ်လို့ရှိရကြအခုဖြစ်တဲ့ခုလုံးချုပ်တင်စီစဉ်တာဖြစ်နိုင်တယ်လို့ပြည်သူချုပ်ကပြောတယ်။ဒါအပြင်ဆော်ရော်မူရစေတုံးတာလို့ခုလိုဖြစ်တာလို့ပြည်သူချုပ်ကတုံသက်ကြပါတယ်။အနာသိန်းစေအုပ်စုကပြီးခဲ့တဲ့တွင်ကျွန်းနဲ့အခုတစောင်းတိုင်းမှာရန်ကုန်မြို့ဘောင်ဝင်းစစ်တပ်ထိန်းချုပ်ထားမြို့တွေမှာပွဲတွေဖိအားပွဲတော်တွေဈေးပွဲတော်တွေလုပ်ခိုင်းပြီးနိုင်ငံဟာအေဂျင့်နေတဲ့အောင်ချင်းနေအောင်လို့ပုံမှန်ဖြစ်နေတဲ့အောင်ဝါးရပြန်ဖို့ပွဲလမ်းတွေကိုဖိအားပေးလုပ်ခိုင်းနေတာဖြစ်တဲ့ဒါကြောင့်စစ်တပ်ထိန်းချုပ်ထားအမှုပညာရှင်တွေဟာလည်း စေခိုင်းတဲ့အတိုင်းဒေတာတွေခွဲပြီးတော့ပြောပြပေးနေတဲ့ပြည်သူချုပ်ကပြောတယ်။အဆိုပါ overflow ပြောပြပွဲကိုတပိတ်မှောက်ကြဖို့စေယုတ်ရှုနဲ့စစ်တပ်နဲ့ဆက်နွယ်သူတွေကိုတပိတ်မှောက်ဖို့လူမှုရေးဖြစ်တံကပ်ဖို့တိုက်တွန်းပေးနေတဲ့ fake news chat community ဘာမှကပွဲမကျင်းပမီရပိုင်းကတည်းကတိုက်တွန်းထားဖြစ်ပါတယ်။ဆလာပြောကိုခိုင်မြို့မှာတရားနာလေးချုပ်ခံကချုပ်သား၄၀နီးပါးထွက်ပြေးကိုခိုင်မြို့မှာရှိတဲ့ တိုင်းမျိုးသားလူမျိုးရေးတမတော်ဒီအနာလီချုပ်ကန်ကနေချုပ်သား38ရွှေထွက်ပြေးလူမျိုးသားရဲ့လို့တရင်ရရှိရဲ့နိုဝင်ဘာ10ရက်နေ့ညကအချုပ်ကန်ပေါက်ပြီးထွက်ပြေးအဖြစ်ပြောနိုဝင်ဘာ10ရက်နေ့ညအထိပြန်မမိသေးဘူးလို့ဒီအနာလီနဲ့နှိစတဲ့အသေးသားကန်တရင်မျိုးချုပ်ကပြောတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကုတ်ခိုင်မျိုးကမန်လေးမူဆဲပြာစုလမ်းမကြီးပေါ်မှာတည်ရှိပြီးဒီအနာလီရောကိုကန်တမတော် MND ဘာထိန်ချုပ်ထားမျိုးဖြစ်တယ်။ဒီပြည်စင်နဲ့ပတ်သက်လို့ TNL ကတရားဝင်သတင်းမထုတ်ပြန်သေးဘူးပြည်စင်နဲ့ပတ်သက်ပြီး TNL မှာတာဝန်ရှိသူကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ဆက်သွယ်မရဘူးတန်ရရှိသူတွေကိုတွင်သတင်းပေးဖို့ တရားနယ်လက်တဖွဲ့တွေကိုတိုက်တွန်းထားလို့ဒေသခံချိုးကပြောပါတယ်။ဆလဘီယောအပြည့်ခက်ရစဲအောင်အင်အားပြန်နေစုစရာလို့တရားနယ်လေကောင်းဆောင်ပြောတရုတ်ဆွေရအကြောင်းဝင်ညှိနှိုင်းပေးမှုရောက်စစ်တပ်နဲ့တိုင်တတော်အပြည့်ခက်ရစဲမှုပေါ်အင်အားပြန်လဲစုစည်းဖို့နားလာဆိုပြီးတရားနယ်လေကောင်းဆောင်တောင်းပြတဲ့ဗိုလ်ချုပ်တာဖုံကျော်ကသူ့တဘောတာကိုထုတ်ပြောလာတယ်။အပြည့်ခက်ရစဲအဆုံးဖြတ်ချက်ပေါ်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလေကြောင်းနဲ့စီးပွားရေးနုံနဲ့ဆွေမျိုးအစီရစ်တဲ့ခါလာမျိုးမဟုတ်ပဲလင်းရင်ဘုံကျဲတံဒရုန်းမုံရွာတံကိုအတုခံနေကြလို့ဆိုတယ် ဒါပြင်တရုတ်ပြည်အားနဲ့တူစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်မိုးကုံနဲ့မုံမီမြို့တို့ကိုပါ TNN တွေကအထက်မှလက်လွှဲမှာဖြစ်တဲ့အတွက်ရှမ်းမြောက်ကခုနှစ်မြို့သားထိန်းချုပ်ဖို့ပဲကြံရှိရတယ်။မန္တလေးတိုင်းကမိုးကုံမြို့နဲ့ရှမ်းမြောက်ကမုံမီမြို့တို့ကတစ်တောင်ရနဲ့ကောဆစ်စင်ဒုတိယပိုင်းတွင် TNN လေးနဲ့ NUG ကာကွယ်ဝင်ကြီးဌာနကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းယူခဲ့ကြတာဖြစ်ပါတယ်။စီရန်ပုန်ကြီးစီအောင်ကစစ်တပ်အနေနဲ့လောလောဆယ်မှာမြောက်ပိုင်းကတပ်ဖွဲ့ဝင်ချုပ်ကိုနားပေးအောင်ဖြစ်လို့မိုးကုတ်ကိုတံပြန်ထိုးစစ်ဆင်မှုဖြစ်နိုင်သေးဘူးလို့သုံးသပ်ပါတယ်။ ခါနာသိမ့်မှုတွင်ဒိုင်းစစ်ဌာနသို့ကြာဆုံးတဲ့အထိစစ်တပ်သမိုင်းကိုတက်စစ်ချိုးပြောင်းလဲပေးခဲ့ညီနောင်မဟာမိတ်တုံဘွဲတက်တုံညာနှင့်ကိုစစ်စင်ရနွေဦးတော်လည်းအရှင်ရုံနဲ့တူအောင်ပွဲလီလီဆုကိုခဲ့ရပါအနာသိမှုကနေပေါ်ပေါလာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတော့ Federal Democracy ပြည်သူ့တည်ဆောက်ရေးအတွက်ဆီယနာရှင်စနစ်အမြင့်ပြတ်ခြင်းမွေးတိုက်ပွဲကိုဆက်လက်ပေါ်ဆောင်နေကြပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒီမှာကျေးဇူးတင်ရှိပါတယ်ရှင်။